အပန်းကြနေမယ်အကြောင်းရင်းတွေချာမရှိပဲပြင်ပန်းနေမယ်အိတ်ဆက်မှုဆိုင်ရာပြဿနာတွေရှိမယ်အသားတွေ၆တွေရရမယ်စီးခဏခဏသွားနေရမယ်စီးတဲ့သွေးပါမယ်စီးမှာအမြုပ်တွေထမယ်ခြေစစ်လက်စစ်တွေရောက်မယ်အစားစားခြေစိတ်နဲမယ်ကြွက်တက်မယ်မြဲအိတ်တွေမှုနေမယ်စားတဲ့လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ကြောက်ကကျမှရေးအားနည်းနေပါပြီကြောက်ကရောက်ကရှိနေပြီလို့တန်လျာတွေဖြစ်လာပြီဆိုရင်တော့တခုပေါ်ပြမယ့်အစားအစာတွေကိုဆော့စားပါဒါမှမဟုတ်ရှောင်စားနိုင်ရင်အကောင်းဆုံးပါပဲအကြောင်းကတော့ ကြောက်ကပျက်စီးမှုကိုပူဆိုးသွားစေနိုင်တာကြောင့်ပါနံပါတ်၁ကတော့အယောင်ရှင်းတဲ့ကိုလာကိုလာကအယောင်ရှင်းတယ်လေခယ်လိုရီနဲ့အကြပါဝင်မှုမြင့်တယ်လို့ဖော့စဖော်ရိုက်ပါဝင်မှုလည်းများပါတယ်ဒါရှိခန်းစီနဲ့ဆိုးဆေးတယ်လည်းပါဝင်နေပါတယ်ဒါတွေကဆဲလန်းစေနိုင်တယ်လို့ခန္ဓာကိုယ်ကလည်းဖော့စဖော်ဒတ်ကိုစောက်ယူနိုင်စွမ်းမြင့်တတ်နေတတ်ပါတယ်ဒီအခြေအနေကကြောက်ကနဲ့မတင်တော်တာကတော့အမှန်ပါပဲဒါကြောင့်ကြောက်ကယောဂါရှိနေမယ်အယောင်ရှင်းခြင်းကိုလာတွေကိုရှောင်စေခြင်းပါတယ်နံပါတ်၂ကတော့ဟောဘတ်တီဟောဘတ်တီမှာ အာဟာရပါဝင်မှုမြင့်တယ်လို့နှလုံးကျမ်းမာစေတဲ့အစီအမြင်သက်သက်သွေးဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်နေပါတယ်။ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတမျိုးဆိုပေမဲ့ကြောက်ကယောဂါရှိနေသူတွေအတွက်တော့မတင်တော့ပါဘူး။အချို့ကတော့ဖော့ဖတ်တီကအာဟာရတန်ဖိုးမြင့်တယ်လို့ပိုတက်ဆီယမ်ပါဝင်မှုကလည်းမြင့်ပါတယ်။နံပါတ်၃ကြုံချမ်းပေါင်မုတ်ကြုံချမ်းပေါင်မုတ်ကကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတစ်ခုပါ။အာဟာရပြည့်ဝတယ်လို့အမြင်သက်ပါဝင်မှုလည်းများပါတယ်။ဒါတင်လားဆိုတော့မဟုတ်ပါဘူး။ကြုံချမ်းပေါင်မုတ်ကဆိုဒီယမ်ပါဝင်မှုမြင့်တယ်လို့ဦးရစီရန်လည်းတော်တော်လေးပါဝင်နေပါတယ် ဒါကြောင့်ကြောက်ကရှိသူတွေအနေနဲ့ကြုံချမ်းပေါ်မောင်အစားပေါ်မောင်အဖြူကိုပဲစားပေးပါဆန်လုံးညိုဆန်လုံးညိုမှာဆန်ဖြူထက်ပိုတက်ဆီယမ်နဲ့ဖော့စဖိုရက်ပါဝင်မှုများနေပါတယ်ဒါကြောင့်ကြောက်ကရောဂါရှိနေမယ်ဆိုရင်ဆန်လုံးညိုကိုမစားပါနဲ့မပြောဒီမပြောဒီမှာပိုတက်ဆီယမ်ပါဝင်မှုမြင့်တာကြောင့်ကြောက်ကရောဂါရှိသူတွေမစားတင်ပါဘူးမပြောဒီအပြင်တရုတ်ဇီးဒီအနေဒီတို့ကလည်းကြောက်ကရောဂါရှိသူတွေအတွက်မတင်တော့ပါဘူးဟုတ်ကဲ့ပါခင်ဗျာရှောင်ရမယ့်အစားအစာတွေကိုပေါ်ပြထားပြီးဖြစ်တဲ့အတွက်ကြောက်ကအားကောင်းအောင်စားရမယ့်အစားအစာတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။တင်းရဲ့ကြောက်ကတ်ကိုအားကောင်းစေမယ့်အစားအစာတွေကတော့နံပါတ်၁ပန်းဒီပန်းဒီဟာကိုလက်စတောနဲ့ဂလူးကို့စ်ပမာဏကိုညှော့စေနိုင်တဲ့ပျော်ဝင်အမြင်သက်ပတ်တင်ပါဝင်တဲ့အရင်အမြင့်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အခွန်ပါစားဖို့တော့မမေ့ပါနဲ့။ပန်းဒီရဲ့အခွန်မှာသက်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါဝင်တယ်လို့ပန်းဒီစိမ့်မှာဆိုဗီတာမင်စီလည်းကျွဲဝပါတယ်။နံပါတ်၂ဘလူးဘယ်ရီဘလူးဘယ်ရီတီးတွေကကယ်လိုရီနည်းပြီးဗီတာမင်စီနဲ့အမြင်သက်တွေကျွဲဝပါတယ်။ဒီအတိက ကျင်စာယောဂါနှလုံးယောဂါတို့ကိုလည်းလာကွယ်ပေးပြီးအုံနောက်ကိုအကျိုးပြုပါတယ်လို့တွေးလာမှုတွေကဆိုပါတယ်။နံပါတ်3ကတော့ Omega 3 fatty acid အကျိုးပြုအဆီတက်တွေကိုခေါ်တဲ့ Omega 3 fatty acid တွေကိုပင်လယ်ငါးတွေစီကနေရရှိနိုင်ပါတယ်။အကျိုးပြုအဆီတွေကအာယုံကြောစနစ်ရဲ့ဆဲတွေတိဆောက်တဲ့နေရာမှာအဓိကနေရာကနေပါဝင်ပါတယ်။နှလုံးချက်သားတွေကိုအကောင်းစေတယ်၊ခုတ်ခါအဆီတွေကိုအကောင်းစေပါတယ်။တွားတဲ့အာဟာရတွေဆွတ်ယူတဲ့နေရာမှာအကူအညီပေးပါတယ်။အုံနောက်နဲ့အမြင်အာယုံ ဖွံ့ဖြိုးစေဖို့အတွက်လည်းလူကအဓိကပါပါတယ်